thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ဆေးအုပ်ချုပ်ရေးအောက်ကအမျိုးသမီးတွေနေမျိုးစုံနဲ့အခွင့်အရေးချိုးဖောက်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မလာရှိယနေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေအထိမ်မှန်လှုပ်ရှားမှုအနေနဲ့လက်နက်ကင်တိုက်ပွဲတွေနေ့စဉ်ရှိနေတဲ့သခိုင်းတိုင်းကဆလင်းကြီးမြို့နယ်၊ဂျပန်ရင်းမြို့နယ်၊တနင်္သာရီတိုင်းဒဝဲမြို့နယ်နဲ့ကယားပြည်နယ်၊ကရင်ပြည်စတဲ့ဒေသတွေမှာဆန္ဒပြကြပါရယ်။2025ခုနှစ်အတွက်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေတပ်မှန်ဆောင်ဖို့ဟာအချိန်မြင့်လှုပ်ဆောင်ခြင်းဖြစ်ပြီး အမျိုးသမီးအမျိုးသားဓာတ်တူညီများ၏အတွက်အတူတကွလှုပ်ဆောင်ကြဖို့ရည်ရွယ်တာလို့အမျိုးသမီးအရေးတက်ကြွလှှရှားသူတွေကပြောပါတယ်။ဒီကနေ့ကြရောက်တဲ့အမျိုးသမီးများနေမှာပြည်ရင်းပြည်ပကအမျိုးသမီးအခွင့်အရေးလှှရှားကြတဲ့အဖွဲ့အစည်းအသီးသီးကလည်းလက်နက်ကင်ဆောင်ထားသူတွေကအမျိုးသမီးတွေကိုလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်တာကျူးလွန်တာတွေကိုရှက်တန့်ဖို့တောင်းဆိုပါတယ်။အမျိုးသမီးအခွင့်အရေးလှှရှားသူတွေကတော့စစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံမှာအမျိုးသမီးတွေကနေစဉ်အကြောက်တရားတွေနဲ့ရှင်သန်နေကြပြီးကဏ္ဍအပေါင်းဆောင်မှာညီမျိုးစုံနဲ့အခွင့်အရေး ေးချိုးဖောက်ခံနေရတယ်လို့ဆိုပါတယ်မြမအမျိုးသမီးသမက္ကနဲ့မူဝါဒရဲ့ဥဆောင်ဖွဲ့ဝင်ဒေါ်တင်တင်ညိုကတော့အမျိုးသမီးတွေပေါ်ခွဲခြားဆက်ဆံတာတွေ ဟိုဝါဒကြီးစိုးမှုတွေကတရားမမျှတတဲ့လုပ်ရက်တွေလို့ပြောပါတယ်အကြမ်းဖက်မှုတွေကိုဖြေရှင်းတဲ့နေရာမှာဟန်ချက်ညီညီနဲ့လှုပ်ဆောင်ရမယ့်အနေအထားလေးတွေရှိဖို့လိုတယ်အထူးသဖြင့်ဖိုဝါဒလွှမ်းမိုးတဲ့အတွေးကောအယူဆတွေပြီးတဲ့အခါကျရင်အာနာရှိတဲ့သူတွေကအာနာမဲတဲ့သူတွေကိုညှင်းဆက်နှိပ်ဆက်ညှဉ်းပန်းတဲ့ဟာနိုင်တက်စီနေပြုမှုတွေအတွေးကောတွေကိုပြောင်းလဲရမယ်လူတစုလူတန်းစားတစုကိုပဲအခွင့်အရေးတွေအကုန်လုံးပေးပြီးတော့မှဂျန်တဲ့သူတွေကိုခွဲခြားဆက်ဆံတာမျိုးလူမှုအတိုင်းဝိုင်းရဲ့တရားမမျှတမှုတွေကိုလည်းကျမတို့ကဖော်ထုတ်ရမယ်နေ့ဖြစ်ပါ ်ပါတယ်ဒါအပြင်ပฏิပခဒေသတွေမှာနေထိုင်ရတဲ့မြို့သမီးတွေကစစ်ကောင်စီတပ်နဲ့ကာကွယ်အင်အားစုတွေရဲ့လိမ်ပိုင်းဆိုင်ရာထိပါတာကြောင့်ရတယ်လို့သူကဆိုပါတယ်စစ်ကောင်စီတပ်သားမကတော်လိုင်းအင်အားစုတွေပါအမျိုးသမီးတွေကိုလိမ်ပိုင်းဆိုင်ရာဒူးနုနေတာတွေရက်ဖို့ Sister to Sister အဖွဲ့ရဲ့ဦးဆောင်ကော်မတီဝင်မတ်တင်စာရှင်လက်ရင်က ပြောပါတယ်တော်လိုင်းရင်အတွင်းပါဝင်ဆောင်ရွက်နေရတဲ့အချိန်မှာစစ်ကောင်စီရဲ့အမျိုးသမီးတွေပေါ်မှာနှိမ့်ဆက်အနိုင်ကျင့်မှုတွေအပြင်အခုအဖွဲ့အစည်းအစီအစဉ်တင်းရနေပါတော်လိုင်းထက်ကအမျိုးသားတွေကတော်လိုင်းတပ်သားတွေက ကျူးလွန်နေလိမ်ပိုင်းဆိုင်ရာအမျက်ထုံမှုစော်ကားနောက်ရှက်မှုအကြမ်းဖက်မှုတိုင်ကြားချက်တွေကိုလည်းလက်ခံရရှိနေတဲ့အခါမှာဒါတွေကိုရတန်းကရပ်ဖို့တတိပေးတဲ့အနေနဲ့ဒီကြေညာချက်ကိုထုတ်ပြန်ရတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းပုံတွေနှီးစင်ကြုံနေရတဲ့စကိုင်းတိုင်းမုံရွာမြို့နယ်ကမန်ငယ်ကတော့စစ်အာဏာရှင်ကိုတော်လှန်ရင်ကြားမှခွဲခြားသူတွေကိုလည်းတိုက်ထုတ်မယ်လို့ပြောပါတယ်အာဏာရှင်စနစ်ကိုတွန်းလှန်နေအာဏာရှင်စနစ်ကိုတွန်းလှန်ရင်းနဲ့ပဲအမျိုးသမီးတွေရဲ့ကဏ္ဍကိုမြင့်တင်ပေးပြီးတော့ဘယ်နေရာမဆိုနင်တို့ကအမျိုးသမီးတွေမို့လို့လုံးလို့မရဘူးမဖြစ်တယ်ဘူးမဖြစ်နိုင်ဘူးဆိုတဲ့ခွဲခြားဆက်ဆံခံရတဲ့အခြေအနေဆိုကြီးကိုအမြင့်ပြတ်တိုက်ထုတ်သွားကြမှာလေစကိုင်းတိုင်းချောင်းမြို့နယ်ကမုံရွာမန္တလေးလမ်းပိုင်းမှာမလလီရည်နီကဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကအမျိုးသမီးနဲ့ကလေးငယ်တွေပါဝင်တဲ့ခီးတဲ့တင်ရင်ကိုလူသားတိုင်းဖြစ်သုံးတဲ့အတွက်အသက်နှစ်နှစ်အရွယ်ကလေးငယ်တအုပ်နဲ့မိခင်အပါဝင်ခီးသွားသုံးဦးသေဆုံးခဲ့ပါတယ်။ဒါ우မျက်မြင်ကြုံခဲ့ရတဲ့လုံခြုံရေးကြောင့်အမည်မဖော်လိုတဲ့အမျိုးသမီးတအုပ်ကတော့စစ်ကောင်စီတပ်ကအမျိုးသမီးနဲ့ကလေးငယ်တွေကိုမချမ်းလူသားတိုင်းဖြစ်အသုံးချတယ်လို့ပြောပါတယ်။ကလေးလေးတွေလည်းပါတယ်ကားပေါ်မှာဒီလိုလုံရက်တွေမလုံသင့်ဘူးမတရားအနိုင်ကျင့်နဲ့လူသားတိုင်းလုပ်တယ်လို့ခံစားရတယ်။တတ်တတ်ချင်းကောင်မှကားဆရာကကလေးတွေပါပါတယ်အမျိုးသမီးတွေရောပါပါတယ်မလုံပါနဲ့ပြောတာက ကိုမရဘူးစစ်ကောင်စီကိုမနိုင်တိုင်းပြည်သူတွေကိုလူသားတိုင်းလုပ်ဆရာမလိုဘူးတကယ်ရက်ဆက်ရုံမာတဲ့လုပ်ရက်ပေါ်တော်တော်ကိုကြောက်သွားတာပေါ့ကြီးစံတွေကြားထဲမှာကိုကိုကိုတေးပြီးလို့တွန့်လိုက်ပြီးတော့ပြောရရင်ထပ်ပြီးတော့ဘယ်ခီးကောင်မှမသွားတော့ရေဘူးဖြစ်သွားတာ2025ခုနှစ်စန်နဝါရီကလေမန်လာ6ရက်နေ့ဒီနှစ်လကျော်အတွင်းစစ်ကောင်စီတပ်ကလီချောင်းကတိုက်ခိုက်တာနဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့်အမျိုးသမီး133တေဆုံးတယ်လို့နိုင်ငံအကြီးအကဲများကုညီဆောင်ရှောင်ရေးအသင်း AAPP ကမန်လာ6ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ် နောက်ထပ်တစ်ပုံအနေနဲ့ drone ခေတ်မှာအာနာရှင်တွေလုံခြုံရေးပြန်သုံးသပ်နေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လူတလို့ထိန်းချုပ်နိုင်တဲ့ drone ယာဉ်တွေပေါ်လာပြီးဒီယာဉ်တွေကိုစစ်ဆေးမှအသုံးပြုလာကြတာဟာအာနာရှင်အစိုးရနဲ့သူတို့ကိုတော်လန်တိုက်ခိုက်နေသူတွေကြားကွာဟနေတဲ့အင်အားချိန်ခွင်ရှာကိုအများကြီးပြောင်းလဲသွားစေပါတယ်လို့ဆောင်းပါရှင်ကဆိုပါတယ်။ဒီလိုမျိုးနည်းပညာမြင့်တဲ့လက်နက်တမျိုးကိုဈေးတက်တက်တတနဲ့လူတိုင်းဝယ်သုံးနိုင်တဲ့အနေအထားရောက်လာတာမျိုးလွန်ခဲ့တဲ့နှစ်တရာကန်အတွင်းမရှိသေးဘူးလို့ဆိုပါတယ်။စစ်တပ်ကအာနာသိမ်းလိုက်တဲ့နောက်၄နှစ်ကြာဆက်ဖြစ်နေတဲ့မြန်မာနိုင်ငံက ပြည်တွင်းစစ်တိုက်ခိုက်မှုတွေမှာဆိုရင်မြန်မာစစ်တပ်နဲ့တော်လိုင်းဖွဲ့တွေကြားအင်အားမမျှပေမယ့် ဒရုန်းအသုံးပြုမှုတွေကြောင့်အင်အားချိန်ခွင်ရှာပြောင်းလဲသွားစေခဲ့ပါတယ်လို့ဆောင်းမရှင်ကသုံးသပ်ပါတယ်မြန်မာစစ်တပ်ကဒေါ်လာတန်လီယာအကုန်ကျခံပြီးစုတက်တီတိုက်လေရင်6ဆင်းကိုရုရှားနိုင်ငံကနေဝယ်ယူခဲ့ပါတယ်ဒါအပြင်နိုင်ငံတကာပဋိပက္ခလီလာရေးဖွဲ့ ICG ရဲ့အဆိုအရစစ်မြေပြင်ကတပ်သားတွေတုံးနေတဲ့ AK47 နဲ့ MI60 rifle တနက်တွေရဲ့စရိတ်ကသုံးပြီးသားအဟောင်းဆိုရင်တော့တစ်လက်ကိုဒေါ်လာ3000ခန့်ရှိပါတယ်ဒါနဲ့ရှင်ဒေါ်လာအင်အားစုတွေဘက်ကတုံးနေတဲ့လက်နက်တပ်စင်ပြီးအဝေးကနေထိန်းချောင်းနိုင်အောင်ပြုပြင်ထားတဲ့ဒရုန်းတွေ င်စင်ကဒေါ်လာ1500ဝန်းကျင်ပဲရှိပါတယ်လို့ဆိုပါတယ်အခုဆိုရင်စစ်ကောင်စီတပ်တွေကလည်းဒရုန်းအသုံးပြုတဲ့နေရာမှာအမိလိုက်လာပါတယ်စစ်ကောင်စီကတော်လိုင်းတပ်တွေအသုံးပြုတဲ့ဆက်လက်နက်ပစ္စည်းတွေကိုအတူယူပြီးအလားတူဖန်တီးအသုံးပြုလာပါတယ်ဒရုန်းတွေကိုပုံကျဲဖို့နဲ့တိုက်လေယာဉ်တွေနဲ့ပုံကျဲတဲ့နေရာမှာလမ်းပြဖို့တုံးလာပါတယ်ဒါပေမဲ့လည်းဒရုန်းယာဉ်တွေရဲ့အာသာချက်ကရန်သူဘက်ကနည်းပညာကိုအမိလိုက်နိုင်တာကြောင့်မဟုတ်ပါဘူးမြန်မာခေတ်စစ်ပွဲတွေမှာမပါမဖြစ်ဖြစ်လာတဲ့ဒရုန်းတွေအသုံးပြုတာကိုနိုင်ငံတော်အာဏာကိုရယူထားတဲ့အစိုးရကလက်ဝဲကြီးအုပ်ထား လို့မရတော့တာကထူးခြားချက်ဖြစ်ပါတယ်လို့စောင်းပါရှင်ကသုံးသပ်ပါတယ်။မြန်မာနိုင်ငံကတော်လိုင်းဤတပ်ဖွဲ့တွေကဒရုန်းတွေအသုံးပြုနိုင်စွမ်းတခုတည်းနဲ့စစ်ကောင်စီတပ်တွေပေါ်အနိုင်ယူနိုင်မှာမဟုတ်ပါဘူး။စစ်ကောင်စီကိုတိုက်နေတဲ့တပ်ဖွဲ့ချင်းချင်းအောင်အောင်မြင်မြင်မဟာမိတ်ဖွဲ့စည်းနိုင်တာလက်နက်ခဲယံဤမပြတ်လက်အောင်ထုတ်လုပ်ပြီးမဲ့စက်ရုံအလုံယုံတွေရှိတာနဲ့နိုင်ငံတကာရဲ့အားပေးထောက်ခံမှုတွေအပြင်ကန်တရားရဲ့မျက်နှာသာပေးမှုအားလုံးကအောင်ပွဲခံနိုင်ဖို့အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။ဒါပေမဲ့ဒရုန်းတွေသာမတုံးနိုင်ခင်မြန်မာစစ်တပ်ဘက်ကစောစောစီစီအနိုင်ရနေလား ပြီလို့ဆောင်းပါရှင်ကဆိုပါတယ်ကမ္ဘောဒီးယားနိုင်ငံကိုအာဏာရှင်ဆန်ဆန်နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တဲ့ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ကသူနေထိုင်တဲ့အိမ်တော်ကိုဒရုန်းယာဉ်နဲ့လုံခြုံတိုက်ခိုက်တပ်ဖြတ်ဖို့ကြိုးစားတဲ့အကြံအစီတစ်ခုကိုဖော်ထုတ်နိုင်ခဲ့တဲ့အကြောင်းကြံစီတဲ့သူကိုဖမ်းဆီးနိုင်ခဲ့ကြောင်းဖေဖော်ဝါရီ17ရက်နေ့ကကြေညာခဲ့ပါတယ် ဒီကိစ္စနဲ့ပတ်သက်လို့တာမန်ပြည်သူတို့ကအဆောင်ချက်တွေတင်းတင်းကြပ်ကြပ်ချထားတဲ့ဝင်ကြီးဟောင်းရင်နေအိမ်ဝင်တဲ့ကိုဒရုန်းရှင်နဲ့ဝင်ရောက်ဖို့ဖြစ်နိုင်ပါမလားလို့ကျွမ်းကျင်သူတွေကတန်တရားရှိနေပါတယ်။တကယ်တော့ဒီလိုလုပ်တာဖြစ်နိုင်တယ်လို့ဆောင်းမရှင်ဒေးဗစ်ဟက်စ်ကဆိုပါတယ်။အင်အားတသိန်းကျော်ရှိတဲ့စစ်တပ်အပြင်ရဲတပ်ဖွဲ့နဲ့တပ်တော်ဆောင်တပ်တွေပါရှိတဲ့ကမ္ဘောဒီးယားမှာဝင်ကြီးချုပ်အောင်ဟွန်ဆန်ကိုတာမန်ပြည်သူတအုပ်ကလုံခြံတပ်ဖြတ်ဖို့ကြံစီခဲ့တယ်ဆိုတဲ့အဖြစ်ဟာဒရုန်းယာဉ်တွေကြောင့်အာဏာရှင်တွေကမလုံခြုံနိုင်တာကိုပြသနေတယ်လို့ဆောင်းပါရှင်ကရှင်းသားထားပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့တောင်ခမ်းနဲ့ပံပွေးကံကောရွာနီးတိုက်ပွဲများဆက်ဖြစ်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်မှာအမြောက်တပ်တွေရှိတဲ့တောင်ခမ်းရွာနဲ့ပြင်ဦးနေမြို့နယ်အစပ်ပံပွေးနဲ့ကံကောရွာနီးမှာတိုက်ပွဲတွေဖြစ်ပွားနေကြောင်းမြေပြင်ရှိတော်လိုင်းရဲဘော်တောက်ကပြောပါရယ်။တိုက်ပွဲကတော့ဆက်ဖြစ်နေတဲ့နေ့စဉ်လိုလိုပဲကျွန်တော်တို့တောင်ခမ်းမှာမဟုတ်ပါဘူး။ပြင်ဦးတွင်နဲ့နောင်ချုံကြားမှာရှိတဲ့ပံပွေးကံကောမှာလည်းဆက်လက်ဖြစ်နေတဲ့အနေအထားပဲလို့အဲ့ဒီရဲဘော်ကပြောပါရယ်။အမြောက်တပ်တွေရှိတဲ့တောင်ခမ်းချေရွာမှာတော်လိုင်းပူပေါင်းတပ်တွေစုခွာပြရခြင်းမရှိသေးပဲ။ ဝိုင်းဝန်းပေးဆိုထားစေပါလို့အဆိုပါရှဲဘော်ကမလရှင်းရည်နေမှာပြောပါတယ်။တောင်ခန်းချင်းနေနဲ့ပတ်သက်ပြီးတော့အရန်ကြီးစိုးရင်ရတဲ့အခြေအနေတော့ရှိမနေဘူး။လော်လော်အစဲတော့စာကစာလော်ဘီဘက်ကပဲမိမောင်းထိုးပြီးအရန်ရင်းနေတာပဲရှိသေးတာအခြေအနေစိုးစိုးရွရဖြစ်တာမျိုးတော့မရှိဘူး။လော်လော်စဲကအရင်ကလည်းကျွန်တော်တို့အလုံးစုံတိမ့်ပိုက်ထိန်းချုပ်ထားတာမျိုးမဟုတ်ပါဘူး။တနက်တက်ကိုဝန်းရံပေးဆိုထားတာမျိုးပဲဖြစ်တာပေါ့အခုကတနက်တက်ရဲ့လမ်းကြောပြန့်ဖွင့်လိုက်တာမျိုးပဲရှိသေးတယ်လို့၎င်းကဆက်ပြောပါတယ်။နောင်ချိုနဲ့မိုင်းနေဆယ်ကန်ဝေးတဲ့စစ်ကောင်စီရဲ့အမြောက်စကန်ကို ကဲမှုဌာနချုပ်ရှိရာတောင်ခမ်းကျေးရွာမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးတောင်တက်မတော် DNL နဲ့တနုပြည်သူလူမျိုးရေးတပ်တော် DBNL နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။နောင်ချုံမြို့တောင်ဘက်ဒေါက်တာဝရီမြေကုတ္တရာအနောက်ဘက်မှာရှိတဲ့တောင်ခမ်းကျေးရွာမှာအမြောက်စကန်ကုကဲမှုဌာနချုပ်မာဆာခကိုရနဲ့နဲ့အဲ့ဒီလောက်ကန်အမြောက်တရင်၃ရင်ဖြစ်တဲ့အာမတ354အာမတ900အာမတ406တို့တည်ရှိပါတယ်။ မာဆာခါကိုရနစ်ကအရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှာမာခါနေမြေတွင်တခုရဲသောအမြောက်တပ်ကိုကဲမှုဌာနချုပ်ဖြစ်ပြီး၎င်းရဲ့လက်အောက်မှာအမြောက်တပ်ရင်း73ရင်းရှိပါတယ် DNL ပူပေါင်းတပ်ကအာမတ406နဲ့အာမတ206တို့ကို2024ဩဂုတ်28ရက်မှာတင်ပိုင်နိုင်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်တိုက်ပွဲပြင်းထန်နေတဲ့အမြောက်စခန်းကိုကဲမှုဌာနချုပ်မာဆာခါကိုရနစ်နဲ့အာမတ354တို့ကိုဝန်ရံပိတ်ဆို့ထားရမှာလမ်းကြောင်းတစ်ခုကိုဖွင့်ရပေးထားတဲ့အနေအထားလို့ဆိုပါတယ် အရင်တုန်းကနှစ်တက်လုံးကိုဝင်းရံပိတ်ဆို့ထားတဲ့အနေအထားအခုကတော့အဲ့ဒီနှစ်တက်ကဟိုဘက်ဒီဘက်ကူးသွားလို့ရတဲ့အနေအထားပဲရှိသေးတယ်လို့၎င်းကဆိုပါတယ်။ဒါပေမဲ့တော်လိုင်းတက်ဖွဲ့တွေကအပြီးဆုတ်ခွာတာမျိုးမဟုတ်ဘူးလို့ပြောပါတယ်။တောင်ခန်းနေမြေကလည်းအကျယ်ကြီးပဲအရင်တုန်းကနေကူမတူတာကအရင်တုန်းကတက်တွေ ဖိတ်ဆို့ထားတာပေါ့အခုကတော့တဒတ်နဲ့တဒတ်ကူးသွားလို့ရတဲ့အနေထားပါအဓိကကစစ်ကောင်စီလော်ဘီတွေဝါရဖြန့်ရေးသားတာမျိုးကတော့ပို့ပြီးတော့ကြေကြေလောင်လောင်တွေ့ရတာပေါ့လို့ပြောပါတယ်စစ်ကောင်စီရဲ့ဝါရဖြန့် channel တွေကတောင်ခန်းကျေးရွာမှာတော်လိုင်းတံများဆုတ်ခွာပေးနေရပြီးအထည်နာနေကြောင်းကျေးရွာချုပ်ကိုပြန်လည်တင်ပိုက်ထားကြောင်းရေးသားထားပါတယ်ရွာတွေထိန်းချုပ်ထားတာမျိုးတော့မရှိပါဘူးရွာတွေမှာလည်းဒါကတိုက်ပွဲနဲ့ရွာတွေကအရန် တက်နတက်ကြားမှာဖြစ်နေတော့ရွာတွေကိုထိန်းချုပ်ဖို့အတွက်သူတို့အတွက်လည်းမဖြစ်နိုင်ပါဘူးလို့ပြောပါတယ်။ပြင်ဦးလွေမျိုးနဲ့အဆက်ပံပွေးနဲ့ကံကောရွာနီးမှာလည်းတိုက်ပွဲဖြစ်ပွားနေကြောင်းအသိပေးပါတယ်။ပြင်ဦးလွေနဲ့နောက်ချိုကြားမှာရှိတဲ့ကံကောတို့ဗန်ပွေးတို့အဲ့ဒီဘက်ဒီမှာတိုက်ပွဲဖြစ်တာတွေရှိနေဒီရက်ဒီမှာမဟုတ်ပါဘူးတောက်လျှောက်ပါပဲ။ပုံမှန်အနေထားလို့တော့ပြောလို့ရတယ်။လာတိုင်းလာတိုင်းအမြဲတမ်းဖြစ်နေတာပေါ့လို့တော်လိုင်းရှေဘော်ကပြောပါတယ်။